နိုင်ငံတော်အစိုးရကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်အလေးထားဆောင်ရွက်လျက်ရှိရာမိသမလောဘသားများအနေနဲ့အကျန်းဖတ်အားပေးပြည်ပြများနဲ့ပူးပေါင်းကအွန်လိုင်းမှာတက်ဆင့်ငွေကြေးလိမ့်လည်ခြင်းတရားမဝင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်းတို့ပြုလုပ်လျက်ရှိကြောင်းသိရှိရတဲ့အတွက်လုံခြုံရေးအဖွဲ့အစည်းများမှဖော်ထုတ်ဖန်ဆီးနိုင်ရေးဆောင်ရွက်ခဲ့ပါသည်။ အဲ့ဒီလိုဆောင်ရွက်ခဲ့ရာ2025ခုနှစ်ဧပြီလ23ရက်နေ့မှာမန္တလေးတိုင်းဒေသကြီးချမ်းရီသာဆန်မြို့နယ်အောင်နှန်းရိပ်သာအရှိရက်ကွက်82လမ်းနဲ့82လမ်းကြား33လမ်းနေ Treasure Name Online Shop လုပ်ငန်းလုပ်ကိုင်သူဖြူဖြူနေအား၎င်းမေလ8ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးတကုံမြို့တဲတောင်ပိုင်းမြို့နယ်54ရက်ကွက် Cherry တက်လမ်းနဲ့ရွှေတပြေလမ်းတောင်အမှတ်3ကကြီးနေဖုံးမြင့်အောင်အား၎င်းအတီတီဖန်စီရမိခဲ့ကြောင်းသိရှိရပါသည် န်းစည်းရမည့်တရားခဏ်များအားစီစစ်ဖော်ထုတ်ချက်များအရ၎င်းတို့နှစ်ဦးဟာနိုင်ငံဝန်ထမ်းများလှုပ်ရှားမှုမှာပါဝင်ရန်လှုံ့ဆော်ခြင်းနိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပြပြစေဖို့နဲ့စူပူအောင်ကြွမှုဖြစ်ပေါ်ဖို့ဆိုရှယ်မီဒီယာများမှတဆင့် post တင်ရေးသားခဲ့ခြင်းတို့ကြောင့်ရာဇသက်ကြီးပုံမှန်905ကကြီးဖြင့်အမှုဖွင့်လှစ်ခံခဲ့ရပြီး ပြည်ပသို့ထွက်ပြေးတင်းရှောင်လျက်ရှိတဲ့ချမ်းမြငင်းခေါ်ချမ်းချမ်းအစိုးရရဲ့ခိုင်းစေချက်အရ၎င်းပြည်ပမှတရားမဝင်တင်ပို့လိုက်တဲ့နိုင်ငံသားဖြစ်ပစ္စည်းများအားအခကျေးငွေဖြင့်ထက်ဆင့်ဖြန့်ဝေရောင်းချခြင်းငွေကြေးကောက်ခံပေးခြင်းနဲ့ချမ်းမြငင်းခေါ်ချမ်းချမ်းပေးဖို့စီလိုတဲ့အကြံဖက်ဖွဲ့စည်းများအားငွေကြေးထောက်ပံ့ပေးခြင်းများဆောင်ရွက်ရသူများဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ချမ်းမြင်းခေါ်ချမ်းချမ်းအစိုးတော်ဟာ Shop Me အမည်ဖြင့် Facebook Page အား2025ခုနှစ်ဖေဖော်ဝါရီလမှစတင်ဖွင့်လှစ်ခဲ့ပြီး online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းလိုင်စင်မရှိဘဲနိုင်ငံခြားဖြင့်လက်ကင်အိတ်၊နာယီကပတ်နှင့်အင်ဂျီစတဲ့သုံးဆောင်ပစ္စည်းများအား online မှတဆင့်ရောင်းချပြီးပြည်တွင်းသို့တရားမဝင်တင်သွင်းကာဖြန့်ဖြူးရောင်းချနေသည့်ဖြစ်တဲ့အပြင်ရရှိလာတဲ့ငွေကြေးများအနက်အချို့အားကိုချိုးအတွက်သုံးစွဲခြင်းအချို့အား အကြမ်းဖက်အဖွဲ့အစည်းများသို့ထောက်ပံ့ပေးခြင်းများဆောင်ရွက်လျက်ရှိသူဖြစ်ကြောင်းတွေ့ရှိရပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများအားဥပဒေနဲ့အညီဖြစ်စေဖို့အတွက်လိုအပ်တဲ့အမိန့်များထုတ်ပြန်ပေးလျက်ရှိရာအွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကိုလည်းအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်အမိန့်ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ ။ online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများကိုညွှန်ကြားချက်နဲ့အညီရောင်းချခွင့်မှတ်ပုံတင်လက်မှတ်မရှိဘဲပြည်တွင်းပြည်ပမှတရားမဝင်ရောင်းချခြင်း၊ပြည်ပမှဥရိမဲ့တင်သွင်းရောင်းချသူများနဲ့ချိတ်ဆက်ပြီးထက်ဆင့်ဖြန့်ဝေရောင်းချခြင်းများကြောင့်နိုင်ငံတော်၏အခွန်ဖန်တာများဆုံးရှုံးစေလျက်ရှိကြောင်းသို့ပါ၍ဖန်စီယာမီဒီယာခန့်များဖြစ်တဲ့ဖြဖြူနှင်းနဲ့ဖုံးမြင့်အောင်တို့အားဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ လားတူ NUG PDF အကြံဖတ်အဖွဲ့အစည်းများအားထောက်ပံ့မှုပြုလုပ်နိုင်ဖို့လူမှုကွန်ရက်များပေါ်မှာတရားမဝင်ဈေးရောင်းချနေတဲ့ပန်ဆယ်လိုအကောင့်ပိုင်ရှင်အိမ်ပိုးဦးမတ် Iron အကောင့်ပိုင်ရှင် Iron ရွှေနဒီအကောင့်ပိုင်ရှင်တင်းတင်းတွင်ဇွန်နီလာထေးအကောင့်ပိုင်ရှင်ဇွန်နီလာထေးအောင်တော်အကောင့်ပိုင်ရှင်အောင်တော်ခိုင်စုလွင်အကောင့်ပိုင်ရှင် DCS ဆီယာမခိုင်စုလွင် PNH Fashion အကောင့်ပိုင်ရှင်ထက်နေနေတန်းတီချေချင်းချင်းအကောင့်ပိုင်ရှင်ချမ်းမြမြတော်စတဲ့လူမှုကွန်ရက်အကောင့်များနဲ့ချိတ်ဆက်ခြင်းရောင်းချတဲ့ပစ္စည်းများအားဝယ်ယူခြင်းတဆင့်ကံပြန်လည်ရောင်းချခြင်းနဲ့အဲ့လိုဆောင်ရွက်နိုင်ဖို့နည်းလမ်းတစ်ခုခုဖြင့်ကုညီဆောင်ရွက်နေသူများကိုလည်းအကျန်းဖက်ဥပဒေနဲ့အညီထိရောက်စွာရေးယူဆောင်ရွက်နိုင်ရေးစီစစ်ဖော်ထုတ်မှုများဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ နိုင်ငံတော်အစိုးရအနေနဲ့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပေမဲ့လည်း NUG PDF အကြမ်းဖက်အဖွဲ့များအနေနဲ့ပြည်သူလူထုအထိတ်တလန့်ဖြစ်စေဖို့ဖောက်ခွဲဖြစ်စီရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာအချို့သောအကြမ်းဖက်အပိအဖွဲ့များနဲ့ပြည်ပြင်းများအနေနဲ့ဥပဒေမဲ့စီးပွားရေးလုပ်ငန်းများမှဝင်ငွေရှာဖွေပြီးအကြမ်းဖက်အဖွဲ့များတက်ဆိုးရှိစေဖို့အတွက်ထောက်ပံ့ပေးလျက်ရှိတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့်၎င်းတို့နဲ့ချိတ်ဆက်ခြင်း၊ကုန်ပစ္စည်းများဝယ်ယူခြင်း၊တဆင်ကံပြန်လည်ရောင်းချခြင်းနဲ့အဲ့လိုဆောင်ရွက်နိုင်ဖို့ဤလန့်တစ်ခုခုဖြင့်အပေးကူညီနေသူများဟာအကျန်းဖတ်မှုတိုက်ဖြတ်ရေးဥပဒေဖြင့်အရေးယူခံရနိုင်ကြောင်းနဲ့မိဘပြည်သူများအနေနဲ့လည်းအကျန်းဖတ်အဖွဲ့အစည်းများကိုအားပေးကူညီဖို့ရည်ရွယ်၍တရားမဝင် online စနစ်ဖြင့်ရောင်းချနေသူများနဲ့ဝယ်ယူသူများအားသိရှိပါကသက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံသို့လျှို့ဝှက်စွာ တင်ပြပို့နိုင်ကြောင်း အကျန်းဖက်ဖွဲ့စည်းများအားထောက်ပံ့မှုပြုလုပ်နိုင်ဖို့အတွက်လူမှုကွန်ရက်အားအသုံးပြုပြီးတရားမဝင်ဈေးရောင်းချလျက်ရှိတဲ့လူမှုကွန်ရက်အကောင့်များအားဆက်လက်ဖော်ထုတ်ပြီးထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။ တန်ဆယ်လိုအရင်ဇိုနီလာသေးနှင့်ချမ်းမြမြတော်တို့ရောင်းချနေသည့်ပစ္စည်းများဝယ်ယူသူနှင့်ဖြန့်ဖြူးသူများကိုအကြမ်းဖက်ဥပဒေဖြင့်တရားစွဲမိဟုစစ်ကောင်စီချင်းချောက်တန်ဆယ်လိုအရင်ဇိုနီလာသေးချမ်းမြမြတော်နှင့်တော်လန်ရေးတွင်ပါဝင်နေသည့်နာမည်ကြီးပုဂ္ဂိုလ်များမှအွန်လိုင်းတွင်ရောင်းချနေသည့်ပစ္စည်းများကိုဝယ်ယူခြင်းနှင့်ဖြန့်ဖြူးခြင်းလှုပ်ဆောင်နေသူများကိုအကြမ်းဖက်ဥပဒေဖြင့်တရားစွဲမိဟုစစ်ကောင်စီကချင်းချောက်ထားသည်ထိုကဲ့သို့ချင်းချောက်မှုကိုစစ်ကောင်စီကလက်အောက်ခံ MARDV သတင်းဌာနကယနေ့ဇွန်၂ရက်ည၈နာရီသတင်း၌ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်သည်။ MARDV သတင်းဌာန၏ကြေညာမှုတွင်ပန်ဆယ်လိုအိုင်းရင်ရွှေနီဒီဇွန်နီလာထေးအောင်သောခိုင်စုလွင်ထန်နီနီတန်းချမ်းမြမြတော်တို့၏အကောင့်များဖြင့်ချိတ်ဆက်ပြီးအွန်လိုင်းပစ္စည်းများဝယ်ယူခြင်းတဆင့်ခံပြန်လည်ရောင်းချခြင်းနှင့်ယခုကဲ့သို့ဆောင်ရွက်နိုင်ရန်အကူအညီဆောင်ရွက်နေသူများကိုအကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟုစစ်ကောင်စီကချိန်ချောက်ထားသည်။ထို့ပြင်တတိယနိုင်ငံသို့ရောက်ရှိနေသည့် အစိုးရချမ်းချမ်းဤတင်ပို့သည့်ပစ္စည်းများကိုရောင်းချပေးနေသည်ဟုဆိုကာဧပြီ3ရက်တွင်မန္တလေးတိုင်းချမ်းအေးတာဆန်မြို့နယ်အောင်နှမ်းရိပ်သာရပ်ကွက်တွင်နေထိုင်သည့်မဖြူဖြူနှင်းနှင့်မေရှိရက်တွင်ရန်ကုန်တိုင်းဒဂုံမြို့တစ်တောင်ပိုင်း94ရပ်ကွက်နေကိုဖုံးမြင့်အောင်တို့ကိုစစ်ကောင်စီကဖမ်းဆီးခဲ့သည်ထို့ပြင်မဖြူဖြူနှင်းနှင့်ကိုဖုံးမြင့်အောင်တို့သည်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို CDN ပြုလုပ်ရန်နှိုးဆော်ခြင်း စူပုံအောင်ကြွမှုဖြစ်စေရန် social media မှာတဆင့်ပို့ရေးသားခြင်းများကြောင့်905ကဖြင့် အမှုဖွင့်လှစ်ထားသည်ဟုစစ်ကောင်စီဝါဒဖြန့် MNRTV သတင်းဌာနကကြေညာထားသည်ဟင်းတို့နှစ်ဦးသည်အစိုးရချမ်းချမ်းမှတင်ပို့လိုက်သည့်နိုင်ငံခြားမှပစ္စည်းများကိုအခကျေးငွေဖြင့်ဖြန့်ဝေရောင်းချခြင်း၊ငွေကြေးကောက်ခံပေးခြင်းနှင့်ချမ်းချမ်းထောက်ပံ့စေလိုသည့်ဒေါ်လာရေးအဖွဲ့အစည်းများ၊မူရင်းအကြံဖက်အဖွဲ့ဟုတုံ့နှုံထား၊ကိုငွေကြေးထောက်ပံ့ပေးခြင်းများကိုဆောင်ရွက်ပေးသည့်အတွက်905ကအပြင် အခြားပုံမှန်များဖြင့်အမှုဖွင့်နိုင်ရန်ဆောင်ရွက်နေသည်ဟုလည်းစစ်ကောင်စီလက်အောက်ခံသတင်းဌာနကဆိုသည်